ကျမတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လ29ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ရည်ကြည်မြို့နယ်မြောက်ဆန်းအမြောက်တပ်အနီးတိုက်ပွဲပြင်းထန်စစ်ကောင်စီတပ်ကအမြောက်ကြီးများနဲ့အနီးကပ်ပစ်ခတ်နေရပြီးစစ်ကူပို့ရန်ကြိုးစားနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအေယာဝတီတိုင်းရည်ကြည်မြို့နယ်ငတိုင်းချောင်းမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့အမြောက်တပ်အမတ်တ344အနီးမှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးအဖွဲ့များအကြားတိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေကြောင်းတရင်ရှင်းမြစ်များထံကနေသိရှိရပါတယ်စစ်ကောင်စီတပ်ဟာဇွန်လ26ရက်နေ့မှာစတင်ပြီးဒရုန်းများနဲ့လေကြောင်းကင်းထောက်ကဘုံကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးတိုက်ပွဲပြင်းထန်မှုကြောင့်အမြောက်တပ်344အတွင်းမှာအမြောက်ပြောင်းထောင်ကအနီးကပ်ပစ်ခတ်နေရတဲ့အထိထွေးလုံးရစ်ပတ်နေတဲ့အနေအထားဖြစ်နေကြောင်းသိရှိရပါတယ်ဒါအပြင်ပန်းတော်ကြီးကြေးရော်ဘက်ကလည်း လက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ပြီးဇွန်လ29ရက်နေ့ညပိုင်းအထိလေကြောင်းမှလေးချိန်ထံမှနေတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အမြောက်တပ်344အနီးမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ကျုံပြော်ကနေစစ်ကူပို့တာတွေလည်းပသိမ်စည်းရုံကိုကြီးပြန်လွှဲနေရတဲ့ကြားတယ်။လေးမျက်နှာဘက်ကပါအင်အားကမျှပို့နေရတဲ့အနေအထားပါလို့ရေကြီးဒေသခံတအူးကပြောပါတယ်။စစ်ကောင်စီဟာရင်းနှသာလန်းစုံနဲ့လက်ပံရွာဘုံကြီးကျောင်းတို့မှာအရာရှိအပါအဝင်15ဦးခန့်စီကိုအသိအနေထားနဲ့ချထားပြီးစစ်ဆက်ရွာနဲ့ ကက်ကူကြီးဘက်ကို Foganasi အဖြစ်စစ်ကူများပို့ဆောင်ထားကြောင်းသိရှိရပါတယ်။တော်လန်ยีပူပေါင်းတပ်များကစာအူစမ်းပတ်မှနေပြီးအမြောက်တပ်ဘက်ကိုတိုးမြင့်လာရာကြောက်ထုတ်လို့ยีကွင်းဘက်မှတိုက်ပွဲများပြင်းထန်နေကြောင်းဒေသခံများထံကနေသိရှိရပါတယ်။အမြောက်တပ်3လေးလေးအတွင်းစစ်ကောင်စီအင်အားမှာ80ခန့်သာကျန်ရှိတော့တဲ့အတွက်စစ်ကူများကိုအလင်းအမြန်ပို့ဆောင်နေရပြီးငတိုင်းချောင်းမှာရှိတဲ့စစ်တပ်လက်အောက်ခံရဲတပ်ဖွဲ့ဝင်များဟာဗုံးဒီများကိုရင်ဘတ်မှာချိန်ပြီးဟန်ရေးပြင်နေတယ်လို့ဒေသခံများကဆိုပါတယ်။ ယခုဇွန်လအတွင်းမှာတိန်းနုကိုစောပြာကြားကြိုက်ကွင်းရွာများကိုတော်လန်ကြီးပူပေါင်းတပ်များကတိမ့်ပိုက်ထားပြီးနောက်စစ်ကောင်စီအနေနဲ့ပသိမ်မုံရွာလမ်းပိုင်းကိုပြန်လည်ဆွမိုးနိုင်ရန်ဒုစစ်ဆင်လာတဲ့အတွက်တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာဆက်ဆက်သတင်းများအရရခိုင်လွတ်မြောက်ချင်းဟာတနိုင်ငံလုံးတော်လန်ကြီးအတွက်ကြီးမားတဲ့တပ်ရမှုရှိနိုင်ကြောင်းချင်းညီနောင်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရခိုင်ပြည်တခုလုံးကိုအရကတက်တော် AA ကတင်ပိုက်နိုင်ခြင်းဟာမြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့တော်လရင်အင်အားစုများအတွက် ကြီးမားတဲ့တက်ရောက်မှုကိုဖြစ်စေနိုင်ကြောင်းချင်းညီနောင် CP အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူစလိုင်းယောမန်ကပြောဆိုပါတယ်။ရခိုင်ရဲ့လွတ်မြောက်မှုကတနိုင်ငံလုံးတော်လှန်ရေးအတွက်အင်မတန်ကြီးမားတဲ့တက်ရောက်မှုရှိလိမ့်မယ်။နေနမိတ်ချင်းတိဆက်နေတဲ့ CP အတွက်ဆိုတော့ပြောစရာတောင်မလိုတော့ဘူးလို့ချင်းညီနောင်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူစလိုင်းယောမန်ကပြောဆိုပါတယ်။ရခိုင်ပြည်လွတ်မြောက်မှုဟာနိုင်ငံတော်ဝန်လုံးမှရှိတဲ့တော်လှန်ရေးအင်အားစုများအတွက်နိုင်ငံရေး၊စစ်ရေး၊စီးပွားရေး၊တည်ယူပို့ဆောင်ရေးစစ်လက်နက်များအထိတည်ယူနိုင်ခြင်းကြောင့် ကြီးမားသောတက်ရောက်မှုဖြစ်မယ်လို့၎င်းကဆိုပါတယ်။ရခိုင်ပြည်အတွင်းမှာတရုတ်ရဲ့ပိုလန်မှ BRI စီမံကိန်း၊ရင်းနှံပိုက်လိုင်းစီမံကိန်းနဲ့အိန္ဒိယရဲ့ကလတန်စီမံကိန်းများရှိတဲ့အတွက် AA ရဲ့တော်လှန်ရေးအောင်မြင်မှုဟာနိုင်ငံတကာအထူးကိုလိုင်းကရက်ဖြစ်စေနိုင်ကြောင်းလဲစလန်ယောမန်ကပြောဆိုပါတယ်။တော်လှန်ရေးပြင်းပြောက်တဲ့နောက်တစ်ချိန်မှာစီးပွားရေးနဲ့ဒေတာများကိုတိစောက်ရမှာဖြစ်တဲ့အတွက်ရခိုင်နဲ့ချင်းတို့ဟာအပြန်အလှန်လက်တွဲရမှာဖြစ်ကြောင်းလဲ၎င်းကဆက်လက်ပြောဆိုပါတယ်။စလန်ယောမန်က လက်နက်ကင်တော်လန်ရေးကယာယီအဖြစ်ပဲနောက်ဆိုရင်တင်းငိန်အေးချင်းရေးကရေရှိအဖြစ်ဖြစ်မယ်ပြောချင်တာကစီးပွားရေးကအဖြစ်ဖြစ်လာလိမ့်မယ်ဒီအချိန်မျိုးမှာရခိုင်ရဲ့ထွက်ပေါက်ဟာချင်းပြည်မှာပဲရှိလာမယ်မကွေးတိုင်းပဲခူးတိုင်းအေယာဝတီတိုင်းတို့ကစစ်ကောင်စီထိန်းချုပ်မှုများများရှိနေတွေ့ရခိုင်အတွက်လုံးဝလွတ်လပ်တဲ့ဘေးကင်းတဲ့နေရာဟာချင်းပြည်ပဲရှေ့ဆက်ပြီးတော့တော်လန်ရေးနိုင်ငံရေးစီးပွားရေးအတွက်အပြန်အလှန်ကြီးကြီးမားမားမိခိုရမယ်လို့ပြောပါတယ်ချင်းညီနောင်တပ်ဖွဲ့ဟာ ချင်းပြည်နယ်အတွင်းကမြို့နယ်၄ခုအထိကိုသိမ်းပိုက်ထိ ंछ ုပ်ထားနိုင်ပြီးချင်းတော်လန်ရေးမှအအောင်မြင်ဆုံးအဖွဲ့အဖြစ်စီရေးလိလာသူများကတက်မှတ်ချင်းခံထားရပါတယ်။အရခတ်တပ်တော်နဲ့ခိုင်မာတဲ့မဟာမိတ်ဆက်ဆံရေးကိုလည်းချင်းကြီးနော်အဖွဲ့ကတည်ဆောက်ထားပြီးတိုက်ပွဲအတူတူပေါ်ဆောင်ခြင်းလူအင်အားနဲ့စီရေးအကူအညီများအပြန့်အလန့်ပေးမှုများလည်းရှိကြောင်းသိရှိရပါတယ်။လက်ရှိမှာအရခတ်တပ်တော်ကရခိုင်ကမြို့နယ်၁၄ခုနဲ့ချင်းပြည်ပလောဝမြို့နယ်ကိုသိမ်းပိုက်ထိ ंछ ုပ်ထားပြီး ကိုပိုင်အုပ်ချုပ်ရေးလုပ်ငန်းများလှုပ်ဆောင်နေပါတယ်။ရခိုင်မှာစစ်ကောင်စီကမြို့သုံးမြို့ကိုသာထိန်းချုပ်ထားနိုင်တော့ကလက်ရှိမှာကြောက်ဖြူကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အပြင်စစ်တွေမြို့နယ်မှာလည်းနှစ်ဖက်စစ်ဆိုင်ထားကြတဲ့အနေအထားမှာရှိနေပါတယ်ခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းကတော့ကြောက်ဖြူတိုက်ပွဲမှာတည်ဆုံးတဲ့စကားဆအလောင်း300ကျော်ပြန်ကျဲပြီးအပုပ်နဲ့ထွက်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ ရခိုင်ပြည်ကြောက်ဖြူမြို့နယ်အမှတ်32ရဲတပ်ရင်းရဲ့အနီးပြိုင်းစစ်ကေရွာနားမှာအရခတ်တပ်တော် AA နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်မှ300ခန့်တေဆုံးသွားပြီဖြစ်ကြောင်းဒေသခံများကပြောဆိုကြပါတယ်။အများစုရုပ်အလောင်းတွေဟာကြောက်ဖြူမအီကတ္တရာလမ်းတစ်လျှောက်မှာပြန့်ကျဲနေပြီးအပုတ်နဲ့ထွက်လာနေကစစ်ကောင်စီအလောင်း300လောက်ထိရှိနိုင်တယ်လို့ဒေသခံများကပြောပါတယ်။ပြိုင်းစစ်ကေရွာပတ်ဝန်းကျင်ကလေကွင်းတွေတောင်နားတွေမှာအလောင်းတွေအများကြီးပဲတွေ့ရတာက တတိယကာလန်ဘေးတွေမှာစစ်ကောင်စီတပ်သားအလောင်းတွေအများကြီးပဲအလောင်းကောင်းမဲ့သူမရှိဘူးခံမန်းအလောင်းယာနေချီရှိတာအပုံနဲ့တထောင်ထောင်ထွန်းနေတယ်လို့ဒေသခံတအူးကပြောဆိုပါတယ်တိုက်ပွဲကလည်းအရှိန်ပြင်းပြီးစစ်ကောင်စီအချင်းချင်းဒဏ်ရာရတဲ့လူတွေကိုတောင်ပြတ်မသိနိုင်ကြဘူးအဲ့တော့ဒဏ်ရာပြင်းတဲ့သူတွေလည်းတေကြတာတွေရှိတယ်လို့ဆိုပါတယ် အာရခတက်တော် AA ကတညဝူရီရေတနာအထိစစ်ကောင်စီတပ်ကိုဝင်ရောက်တိုက်ခိုက်နေပြီးမကြတော့မဲ့အချိန်မှာကြောက်ဖြူမျိုးကိုအာရခတက်တော် AA ကထိန်းချုပ်နိုင်တော့မှာဖြစ်တယ်လို့ဒေသခံများကဆိုကြပါတယ်ခင်ဗျာ။အနာကတော့မင်းလာမှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သားနှုတ်ဦးတည်ဆုံးစစ်တပ်ကကြေးရွာများကိုလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ပြည်သူနှုတ်ဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ပဲခူးတိုင်းမင်းလာမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားနှုတ်ဦးတည်ဆုံးခဲ့ကြောင်း တာယာဝရီကရင်အမှတ်3တရင်တရင်မှုဆရာလေးကပြောဆိုပါတယ်။ဇွန်လ24ရက်နေ့ညနေ6:30မိနစ်ခန့်အချိန်မှာမင်းလာမြို့နယ်စံပုရွာကိုမိရှို့ရန်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့တော်လန်ရေးတပ်ဖွဲ့များတိုက်တွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းယင်းတိုက်တွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးသေဆုံးပြီးစစ်တပ်ကလက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်ခဲ့ကြောင်းတော်လန်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရှိရပါတယ်။ စံပုတ်ရွာကိုမီးရှို့ဖို့လာတဲ့စစ်ခွေးရှိပြည်စစ်ကြောင်းနဲ့ကျွန်တော်တို့တာယာဝရီခရိုင်အမှတ်3တပ်ရင်းကရဲဘော်တွေနဲ့24ရက်နေ့ညနေ6နာရီလောက်ကတိုက်တွေ့တိုက်ပွဲဖြစ်ပွားတာပေါ့စစ်ခွေးနှစ်ကောင်ကတော့မျက်မြင်သိဆုံးပါတယ်လို့တာယာဝရီခရိုင်အမှတ်3တပ်ရင်းတရင်မှုဆရာလေးကပြောဆိုပါတယ်ဒါအပြင်ပဲခူးတိုင်အုပ်ဖို့မျိုးနဲ့မင်းလာမျိုးနဲ့မှရှိတဲ့ကြီးရွာများကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခြင်းကြောင့်ပြည်သူနှုတ်ထိမှန်တန်ရန်ရရှိခဲ့ကြောင်းဒေသပြည်သူများကပြောဆိုကြပါတယ်။ ဇွန်လ28ရက်နေ့ညနေ6:00နာရီခန့်အချိန်မှာအုပ်ဖို့မြို့နယ်တိမ်မြို့ရွာအခြေဆိုင်ခမရ6တက်ရင်းကလက်နက်ကြီးများနဲ့ကန်တာယာကြီးရွာအတွင်းကိုပစ်ခတ်တိုက်ခိုက်ခဲ့ရမှာကြီးရွာနေပြည်သူဦးနို့ဘူးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ယနေ့ဇွန်လ29ရက်နေ့မွန်လယ်2:30နာရီမိနစ်ခန့်ကလည်းမင်းလောက်မြို့နယ်ဖားလီကွင်းတောင်စုရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီး၃လုံးပစ်ခတ်ခဲ့ရမှာအဖွားအုပ်တအူထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ ။ထပ်မံတင်ဆက်ပေးခြင်းတဲ့သတင်းကောင်းကတော့နေပင်ရောက်နေတဲ့စကမ်းမှုကြောင့်လောင်ကစားဝိုင်းတွေပေါများလာကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။အီယာဝရီတိုင်းဟင်းတဒါမြို့နယ်နေပင်ကြီးရွာမှာတာဝန်ကျနေတဲ့စကမ်းမှုနန်းဝင်းအောင်လက်ထက်မှာလောင်ကစားဝိုင်းတွေပေါများနေတဲ့အပြင်ရတပ်ဖွဲ့ဝင်တွေကလည်းအကျင့်ပြတ်လက်ဆားမှုတွေပုံများလာတယ်လို့ဒေသခံတွေကပြောပါတယ်။လောင်ကစားဝိုင်းတွေကိုခွင့်ပြုထားတယ်။ရိုးရိုးသားသားလောက်ကင်စားတောက်နေကြသူတွေကိုကြဟိုအကြောင်းပြဖမ်းလိုက်ဒီအကြောင်းပြငွေတောင်းလိုက်နဲ့ ကျွန်တော်စပါးတိုက်စပါးတေးလို့သူတို့နဲ့တွေ့တိုင်းဘာဘိုးမှမသိပဲငွေတောင်းကနန်းလောက်ပေးနေရတာကိုလည်းစိတ်ကုန်နေပြီစကမ်းမှုကသူကိုယ်တိုင်ဟင်္ဒရာသားဖြစ်ပြီးရဲရွာကိစ္စကိုကြဘာမှမလုပ်ဘူးသူချမ်းသာဖို့ပဲလုပ်နေတာလို့ဟင်္ဒရာမှာနေထိုင်တဲ့စပါးကုံတဲ့တူကပြောဆိုပါတယ်နေပန်ကြီးရွာမှာဒေသခံတွေအနေနဲ့အရင်ကကြက်တိုက်တာလောက်ကတည်းကချိန်ဝိုင်းဖြစ်လုပ်ခဲ့ကြရတာဖြစ်ပေမယ့်လက်ရှိမှာတော့ဂျင်းကြက်လောင်းကစားဝိုင်းတွေနေစဉ်ပေါ်ပေါ်တင်တင်လှုပ်ဆောင်နေကြပြီး ဒီလောင်းကစားဝိုင်းတွေမှာအမျိုးသမီးနဲ့ကလေးတငယ်တွေပါပါဝင်စော့ကစားနေကြတာတွေရှိလာနေပြီလို့သိရှိရပါတယ်။ကျွန်တော်တို့ကတော့စကမ်းမှုနန်းဝင်းအောင်ရောသူတို့တပွဲလုံးကိုမရှိစေချင်တော့ဘူး။အရန်လွန်လာနေပြီ။ထို့ပြောလိုက်ရင်ကာယကံရှင်တွေဒုက္ခရောက်သွားနိုင်တဲ့မတရားလှုပ်ဆောင်မှုတွေကလည်းအရန်များနေပြီ။တစ်ခါတစ်ခါ PDF တွေလာလုတ်ပါစေလို့တောင်ဆူတောင်းမိတယ်လို့လောင်းကစားဝိုင်းတွေနဲ့ပတ်သက်လို့ရေစကင်းရဲ့လှုပ်ဆောင်မှုတွေကိုမကျေနပ်နေတဲ့ဟင်္ဒရာမြို့နယ်အတွင်းလူမှုကွန်ရီဆောင်ရွက်နေသူတဦးကပြောဆိုပါတယ်။ လိုင်စင်မဲ့ယင်တွေကိုဖမ်းဆီးစစ်ဆေးဖို့အမိန်မထွက်ခင်ကတည်းကလိုင်စင်စစ်ဆေးမှုတွေနဲ့ငွေကြေးရှာဖွေမှုတွေရှိခဲ့ပြီးစစ်မှုထမ်းထောက်ပံ့ငွေအတင်းကျပ်ကောက်ခံတာလောင်ကစားဝိုင်းတွေကိုတော့ခွင့်ပြုတာအပါအဝင်ပြည်သူတွေစီကနေကိုကျိုးစည်းပွားရှာမှုတွေရှိနေခဲ့တဲ့စကမ်းမှုဟာယခုအခါမှာတော့ဥပဒေမဲ့ငွေတောင်းတာတွေကိုပါလုတ်ကင်လာနေပြီလို့ဒေသခံတွေကပြောပါတယ်။ဥဝေကရုတ်တရက်ကြီးချွတ်ယွင်းပြီးတော့မှောက်သွားတယ်။ခီးတဲ့ပါပေမဲ့ခီးတဲ့ကလည်းဒါကိုနားလည်ပြီးတယ်။ကြီးကြီးမားမားထိခိုက်တာမရှိဘူး။ အဲ့ဒါကိုစကန်းကိုဖမ်းခေါ်သွားပြီးတော့စေသိန်းတောင်းတယ်။အိုးဝေသမားကလည်းသူ့အိုးဝေလည်းပြင်ရသေးတယ်။ဘာအတွက်လဲမသိရပဲစေသိန်းလည်းပေးရတယ်။မပေးနိုင်သေးခင်မှာဖမ်းချုပ်ထားတာဆိုတော့ရှာဖွေပြီးကြရတော့ပေါ့လို့နိဗ္ဗာန်ရေစကန်းရဲ့လွတ်ဆောင်မှုတစ်ခုနဲ့ပတ်သက်ပြီးဒေသခံတအူကပြောပါတယ်။စစ်ကောင်စီလက်ထက်အတွင်းမှာအေယာဝတီတိုင်းထဲမှာလောင်ကစားဝိုင်းတွေဟာမြို့ပြရောကျေးလက်မှာပါပုံမှန်မြပြလာနေတယ်လို့ဒေသခံပြည်သူတွေကသတင်းဌာနကိုဆက်သွယ်ပြီးအချက်အလက်တွေပေးပို့ထားကြပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လန်ရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုတွင် ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ။